တော်တာရှင်တွေအားလုံးတာလီဇော့ပါ Development Media Group DMG ရဲ့2025ခုနှစ် Match လ26ရက်နေ့အတွက်တင်ပြအတန်ထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့အစည်းအဝေးမှာတော့ပေါင်နာကျုံမြို့နယ်အောင်ဖြူပြင်ကိုစက်ကောင်စီဘုံကျဲမှုကြောင့်စပေးဆောင်၄ဦးတည်ဆုံပြီး၁၀ဦးဒဏ်ရာတဲ့တဲ့တင် ဝါခုတ်သွားစဉ်မိုင်းနေမိတဲ့အတွက်မောင်တို့ဒေသခံတို့ပြင်းထန်တန်ရတဲ့အကြောင်းလက်ရည်ကန်စခန်းအပိသက်သိမ့်ပိုက်နိုင်ဖို့အေအေနဲ့ပူပေါင်းတပ်တွေထိုးစစ်အချိန်မြင့်နေတဲ့သတင်းတွေပါဝင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီစီစဉ်ကိုကျွန်တော်အောင်မင်းနဲ့အတူကိုဝင်းညွတ်မဆွန်ကြီးတို့ကပူပေါင်းတင်ဆက်ပေးသွားမှာပါအမဇုန်အနေနဲ့ပုံနာကျွမြို့နယ်အောင်ဖြူပြင်ရွာကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်မှုကြောင့်စစ်ဘေးရှောင်လေးဦးသေဆုံးပြီး၁၀ဦးဒဏ်ရာရတဲ့တဲ့တင်ကိုတင်ဆက်ပေးရှင်ပါတယ်။ စစ်ဘေးရှောင်အများစုနေထိုင်တဲ့ပုံနာကျွန်းမြို့နယ်အောင်ပြူပြင်ကျေးရွာဖုန်ကြီးကျောင်းအနီးကိုမတ်လ25ရက်ညနေ9နာရီကျော်မှာစစ်ကောင်စီကပေါင်900ဘုံနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စစ်ဘေးရှောင်၄ဦးသေဆုံးပြီး10ဦးထဲမှနေဒဏ်ရာရရှိသွားခဲ့ပါတယ်။သေဆုံးသွားသူတွေကတော့ပုံနာကျွန်းမြို့စံပြရက်ကွက်ကစစ်ဘေးရှောင်ဦးတန်းမောင်စနီးဖြစ်သူဒေါ်မကြီးတားဖြစ်သူကိုမောင်တက်နိုင်တို့မှပွေရှင်ပြီးတည်ဆုံသွားခဲ့ပြီးကိုရေးလင်းစုမှလည်းစစ်ကုနေစဉ်တည်ဆုံသွားခဲ့တာဖြစ်ပါတယ်။ ဒါအပြင်ကလေးငယ်ပါဝင်ဒဏ်ရာရရှိတဲ့သူစုစုပေါင်း၁၀ဦးထက်မနည်းမှာလဲအရေးပေါ်စေကူတမှုခံယူနေရတယ်လို့သိရပါတယ်။၃ယောက်ကပွေးချင်းပြီးတည်ဆုံသွားတာဖြစ်ပြီးကျန်တဲ့တစ်ယောက်ကဆေးရုံမှာစေကူတမှုခံယူနေတဲ့အချိန်မှာသွေးထက်လွန်ပြီးတော့တည်သွားတာဖြစ်တယ်လို့ဒေသခံတဦးကပြောပါတယ်။စေကူတာမှုခံယူနေတဲ့သူတွေထဲမှာဒဏ်ရာပြင်းထန်တဲ့သူတွေလည်းရှိနေတာကြောင့်နောက်ထပ်စိုးရိမ်ရတဲ့အခြေအနေတွေလည်းရှိတယ်လို့သိရပါတယ်။ ဆက်လက်ပြီးတော့ဝေါ်ခေါက်သွားရင်မိုင်းနှင်းမိတဲ့အတွက်မုံတော့တင်ဆက်ခဲ့တဲ့ကိုပြင်းထန်တဲ့ရတဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်။ရခိုင်ပြည်မုံတော့မြို့နယ်မြောက်ပိုင်းဇင်းဖွာလာကျေးရွာကတင်ဆက်ခဲ့အမျိုးသားတူမှာတောထဲကိုဝေါ်ခေါက်သွားစေမိုင်းနှင်းမိတဲ့အတွက်ခေတောက်တစ်ဖက်ပြတ်ဆောက်သွားတယ်လို့တင်ဆက်ခဲ့တဲ့စီကသိရပါတယ်။၃၅ခုနှစ်နဲ့ရဥပညုံမှာမက်ရှလာ၂၅ရဲ့နေကကျေးရွာအနီးတောထဲမှာမိုင်းနှင်းမိတာဖြစ်ပြီးညဖက်ခြေတော့ပြတ်ထောက်သွားပြီးတော့လက်ရှိမှာရှေးကူသားမှုခံနေရတယ်လို့သိရပါတယ်။ ရခိုင်ပြည်မှာမိုင်းနဲ့စိုက်ကျစ်လက်နဲ့အန်ဒီရကိုဒေသခံတွေစိုးရွားစွာခန်းဆန်းနေရပြီးဒေသုံးတဲ့ရာရရှိမှုနဲ့ကိုလန်းအန်ကဆုံဆုံမှုတို့လည်းဆက်တိုက်ရှိနေပါတယ်။မက်လန်20ရက်နေ့ကလည်းတောက်ကုန်းမြို့နယ်ရန်ခိုကျွော်ကဥကျော်မြင့်မှာမိုင်းနေမိတဲ့အတွက်ညာဖက်ခြေတောက်ပြတ်တောက်သွားခဲ့ပါတယ်။ အလားတူပဲမက်လ20ရက်နေ့ကလည်းတန်တွင်းမြို့နယ်ရေဖြူကျေးရွာကမောက်ဆင်းဝဲမှာကျေးရွာအနိမ့်ထန်းခေါ်တော်တဲ့အခါမိုင်းနေမိတဲ့အတွက်ညာဘက်ကတပြတ်ထောက်သွားပြီးဆေးကုသမှုခံယူနေရပါတယ်။2025ခုနှစ်ဇန်နဝါရီလကနေမက်လ25ရက်နေ့ထိမိုက်ပကွယ်မှုကြောင့်ဒေသတည်ဆုံးသူ10ဦးနဲ့ဒဏ်ရာရရှိသူ34ဦးစုစုပေါင်း68ဦးရှိတယ်လို့ DMG ကကြေညာထားတဲ့စီးရင်တွေအရသိရပါတယ်။ ဆက်လက်ပြီးတော့နိုင်ရည်ကန်စခန်းအပိဓာတ်သိမ့်ပိုက်နိုင်ဖို့အေအေနဲ့ပူပေါင်းတက်တွေထိုးဆက်အချိန်မြင့်နေတဲ့တဲ့င်းကိုတင်ဆက်ပေးသွားမှာပါအမ်ဘရန်လာမိုက်မှာရှိတဲ့ရခိုင်ရိုးမတောင်မှာခန်းဆက်အခိုင်မှာပြင်ဆင်ထားတဲ့အကွေးတိုင်းငဖဲမြို့နယ်နိုင်ရည်ကလေးကျောင်းကကခွေးစခန်းကိုအရခတ်တက်တော်နဲ့ပူပေါင်းတက်တွေကအခုရပိုင်းအတွင်းမှာအချိန်မြင့်ထိုးဆက်ဆင်နေတယ်လို့စည်ရေးတည်င်းမြတ်ဒီစီကတည်ရပါတယ်။နိုင်ရည်ကံပြူဟာကုန်းစခန်းကို ပြခဲ့တဲ့ဖေဖော်ဝါရီလကစတင်တိုက်ခိုက်နေတာဖြစ်ပြီးကာကေစခန်းတချို့ကိုတင်ပိုက်ထားပြီးအခုအခါမှာပင်မစခန်းကုန်းကိုလေးဖက်လေးတန်းကနေပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါတယ်။စစ်ကောင်စီကလည်းတရက်မှာအ ਨੇ စုံ၃ကြိမ်ထဲမှာလေတောင်းပုံကျဲတိုက်ခိုက်နေပြီးလက်နက်ကြီးအပြင်အသင်္ကန်ဒရုန်းတွေနဲ့ခုခံတိုက်ခိုက်နေတယ်လို့သိရပါတယ်။စစ်ကောင်စီက60မမ120မမလက်နက်ကြီးတွေလေတောင်းကအပြင်းထန်ပုံကျဲတာတွေရှိနေတယ်လို့စစ်ရေးသတင်းမြတ်တူကပြောပါတယ်။ အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့အသေခံဒရုန်းနှစင်းကိုမက်ရှလ25ရက်က A နဲ့ဘူပေါင်းတပ်တွေကပြက်ခတ်ဖြစ်စီနိုင်ခဲ့တယ်လို့ A နဲ့နေဆက်သူလူစီကသိရပါပါတယ်ခင်ဗျာ။နေရပြန်တောင်ကုန်းမြို့ခံတွေကြီးမားတဲ့စင်ခုံမှုတွေနဲ့ဂျုံနေရတဲ့တဲ့င်းကိုလည်းတင်ဆက်ပေးရှင်ပါတယ်။ ရခိုင်ပြည်တောင်ကောင်းမြို့နယ်တစ်ခုလုံးကိုအရခတ်တော်အေးထိန်းချုပ်ပြီးတဲ့နောက်နေရပြန်လာကြတဲ့တောင်ကောင်းဒေသခံတွေမှာစားဝတ်နေရအခက်အခဲပြင်အဖက်ဖက်ကစင်ကုန်မှုတွေနဲ့ကြုံနေရတယ်လို့သိရပါတယ်။နေရပြန်လာကြတဲ့တောင်ကောင်းဒေသခံတွေမှာလက်ရှိနေရသည့်ရှားပါမှုပြဿနာပြန်လည်ထူထောင်ရဲ့အခက်အခဲကုန်စင်းလုံးကြီးမားတာအပြင်မှတ်ရနေရတဲ့ဘာရင်ဆိုင်နေရတာဖြစ်ပါတယ်။ပုံမှန်ဆိုရင်တောင်ကုန်းမြို့ကိုဂယုနာစင်နဲ့ဝက်ကျိတ်စီတွေကရေဖြန့်ဝေပေးပေမဲ့လည်းတိတ်ပွဲတွေကြောင့်ကျိုးပဲ့သွားတဲ့ပိတ်လိုင်းတွေကိုမပြုတ်ပြင်နိုင်သေးတာ ရေတွင်းရေကန်တွေတန့်ရှင်မှုမရှိတာတွေကြောင့်တောက်သုံးရေအခက်အခဲနဲ့အဓိကကြုံနေရတယ်လို့ပြောကြပါတယ်။တောက်ရေတလုံးရဖို့နိုင်နဲ့ရှိဝေးတဲ့နေရာကနေ ရေသွားခဲ့ရတယ်လို့တောင်ကုန်းဒေသခံတအူကပြောပါတယ်။လက်ရှိမှာမြို့နယ်အနီးအနားကြေးရွာတွေစီကရေခက်သုံးနေကြပေမဲ့လည်းလတရှိကြာမြင့်လာတာနဲ့အမျှအဆင်မပြေမှုတွေနဲ့ပုံမို့ကြုံတွေ့လာရပြီးတရှို့မီတာစုဝင်တွေမှာမတန့်ရှင်းတဲ့ရေကန်ကရေတွေကိုတုံးဆွဲလာရတဲ့အထိရှိလာတယ်လို့သိရပါတယ်။ဒါကြောင့်ခလေးသူငယ်တွေကိုဝင်ဆောင်တွေနဲ့တက်ကြီးပိုင်းတွေပါဝင်လူငယ်လူလက်ပိုင်းတွေမှာပါရာနာပွေဝေးစိုးဝေးလျှောက်စားတဲ့အရေးပြားရုပ်ကကူးဆဲမှုဖြစ်လာကြတယ်လို့ဒေသခံတွေကပြောကြပါတယ်။ ရေကောက်ဘွေကို2026ခုနှစ်ဇန်နဝါရီလဒုတိယပတ်အတွင်းမှာအပြီးလုံးပြီလို့စစ်ကောက်ဆောင်ပြောတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ် ရေကောက်ဘွဲကိုလာမင်းနဲ့2026ဇန်နဝါရီလဒုတိယပတ်မှာအပိပူလောက်သွားမယ်လို့စစ်ကောက်ဆောင်ဗိုလ်ချုပ်ကြီးမဲအောင်လိုက်ကပြောဆိုလိုက်ပါတယ်။2025ခုနှစ်ဒီဇင်ဘာလတတိယပတ်ကနေ2026ဇန်နဝါရီလဒုတိယပတ်မှာလေကျင်ခွဲပြီးပြုလုပ်သွားမယ်လို့မနေ့ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောက်စီအစည်းအဝေးမှာစစ်ကောက်ဆောင်ကပြောဆိုခဲ့တာဖြစ်ပါတယ်။ရေကောက်ပွဲတွေ electronic map ပစ်ဆက်တွေကိုအသုံးပြသွားမှာဖြစ်ပြီးမြန်မာနိုင်ငံအတွက်ရေကောက်ပွဲတွေကို electronic map ပစ်နိုင်တဲ့ပထမအဆုံးအသုံးပြဖို့စီစဉ်နေတာလည်းဖြစ်ပါတယ် ရေကောက်ဘွေကျင်းပါမယ့်အသေးစိတ်စီစဉ်တဲ့ပတ်သက်ပြီးထုတ်ပြပြောဆိုတာမရှိပေမဲ့စစ်ကောက်စီဟာရေကောက်ဘွေကျင်းပါနိုင်ဖို့အတွက်နိုင်ငံပါတီတွေအပါအဝင်သက်ဆိုင်ရာတာဝန်ယူမဲ့သူတွေကိုလုံခြုံရေးတိုးမြှင့်သတိထားဖို့တိုက်တွန်းထားပါတယ်။ဒါ့အပြင်စစ်ကောက်စော်ကမြန်မာနိုင်ငံသမိုင်းပါလီမန်ဒီမိုကရေစီခိုင်မှာပြည်တွင်းလှည့်နှက်ကိုက်ပြည်ပကားတွေကြောင့်ရေကောက်ဘွေကိုတကြိမ်တည်းမကျင်းပါနိုင်ခဲ့တာကြောင့်ရေကောက်ဘွေအထောက်များတွေအဆင့်ကိုဦးစားပေးဆောင်ရွက်သွားမယ်လို့ပြောကြားခဲ့ပါတယ်။နောက်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတပုတ်ကိုလည်းတင်ဆက်ပေးသွားမှာပါ။ ရင်မင်းဆက်စင်ရင်ဂရုထဲကိုအင်ဖြူရောကတရင်ထောက်တယောက်ကိုမှားထိုက်ခဲ့တဲ့တရင်ကိုတင်ဆက်ပေးခြင်းပါတယ်။ရင်မင်းနိုင်ငံမှာရှိတဲ့အီရန်နဲ့မဟာမိတ်ပြူထားတဲ့ဟူတီတူကိုအမေရိကန်ပြည်ထောင်စုဘက်ကမတိုက်ခိုက်ခင်မှာတရင်ထောက်တအုပ်ကိုဆက်စင်ရင်ဆွေးနွေးမှုဂရုထဲကိုထရန့်အစိုးရအဖွဲ့ရဲ့အရာရှိတွေကမှားယွင်းထည့်သွင်းခဲ့တယ်လို့အင်ဖြူရောကလည်းလန်နဲ့မက်စလတ်24ရက်နေ့ကပြောကြားခဲ့ပါတယ်။ဒီမိုကရက်တဲ့ဥပဒေပြုအမတ်တွေကအခုလိုအမှားကျူးလွန်တာကိုပြောကြားလိုက်တဲ့နဲ့ပတ်သက်ပြီးအခုလိုဟာအမေရိကန်ပြည်ထောင်စုရဲ့အမျိုးသားလုံခြုံရေးကိုရှုံးဖောက်မှုဖြစ်ပြီးကွန်ဂရက်လက်တော်ဘက်ကစုံစမ်းဆက်စစ်ရမယ့်ဥပဒေရှုံးဖောက်မှုဖြစ် တယ်လို့ရှက်ရှင်းပြတင်ရှုံချသွားခဲ့ပါတယ် The Atlantic ရဲ့အင်တာရှုပ် Jeffrey Gobert ကသူဟာ match လ73ရက်နေ့မှာ ဟူတီပီစီအသေးစားအုပ်စုလို့နာမည်ပေးထားတဲ့ single share group ကိုမမျော်လင့်ပဲဖိတ်ကြားခံခဲ့ရတယ်လို့အစိုးရခန်းစားတစောင်းမှတလင်းလန်နေကပြောကြားခဲ့ပါတယ်။အဲ့ဒီ group ထဲမှာအမျိုးသားလူဆွေရေးအကြံပေး Mike Walker ကသူ့ရဲ့လက်ထောက်ဖြစ်သူ LS1 ကိုဟူတီတပုံတွေအပေါ်အမေရိကန်ပြည်ထောင်စုရဲ့အရေးယူဆောင်ရွက်မှုကိုနှိမ့်နှိုင်းဆောင်ရွက်ဖို့ကြားအဖွဲ့ကိုဖွဲ့စည်းပေးခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာယီမင်ကဟူတီတပုံတွေကိုပင်လယ်နီမှာရှိတဲ့တင်ပေါ်တွေကိုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးမတ်လ15ရက်နေ့ကစစ်ရေးပြင်းထန်တာဆင်နွှဲခဲ့ပြီးဟူတီတွေရဲ့အဓိကကြောထားနောက်ခံဖြစ်တဲ့အီရန်ကို လည်းအဟူဒီအဖွဲ့ကိုထောက်ပံ့ပေးနေမှုတွေကိုရပ်ဆိုင်ဖို့လိုအပ်တယ်လို့ဒွန်နယ်ထရန့်ကတတိပေးခဲ့ပါတယ်ခင်ဗျာဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲညနာလိုက်ရပါတယ်ခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါဝင်တခြားဒေသတွေကသတင်းနဲ့ပတ်သက်လို့ DMD သတင်းဌာနကိုသတင်းနဲ့ပေးပို့ခြင်းနဲ့ဆိုရင်တော့အပေါင်း669 639 633ကိုလုံခြုံစိတ်ချစွာနဲ့သတင်းပေးပို့နိုင်ပါတယ် ဒီစီစဉ်ကိုဒီနေ့နေ့ကနေစနေနေ့ထိည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ sawcloud.com မှာ DMG online radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့ဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။